င်္ဂလာပါရှင်။တန်လွင်ထိုင်းမြေအောက်တိုဘာလ29ရက်နေ့အတွက်နေ့လည်ခင်းနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပြီးတော့မှာပါ။တန်လွင်ထိုင်းမြေသတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တန်လွင်ထိုင်း Application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကျွန်မယွန်ကြည့်ပြပါရှင်။ဒီကနေ့နေ့လည်ပိုင်းထုတ်လွှင့်မှုမှာတင်ဆက်ပေးမယ့်သတင်းတွေကတော့ KNU နယ်မြေမှာစစ်တပ်စစ်တောင်းမီးရှို့မှုကြောင့်နေအိမ်တရာကျော်မီးလောင်ပျက်စီးခဲ့တဲ့သတင်းနဲ့ စစ်ကောင်ရှင်ကိုထောက်ခံတဲ့အမှုပညာရှင်တွေကိုအရေးယူသွားမယ်လို့ရန်ကုန်ယူဂျီအဖွဲ့တွေပြောလိုက်တဲ့သတင်းတွေကိုပါရှုစားကြရမှာပါ။နိုင်ငံတကာသတင်းတွေမှာတော့အပြစ်ရသဘောတူညီမှုဟားမက်ချိုးဖောက်တယ်လို့ဆွဆွဲပြီးဂါဇာကို အစ္စရေးတိုက်ခတ်ခဲ့တဲ့သတင်း ASEAN ဥက္ကဋ္ဌရာထူးကိုဖိလစ်ပိုင်လွှဲပြောင်းယူခဲ့တဲ့သတင်းတွေအပြင်အာနာသိန်းကာလတပ်ဖြတ်ဖမ်းဆီးခံရတဲ့ပြည်သူတွေရဲ့အချက်အလက်သတင်းတွေကိုပါတင်ဆက်ပေးသွားပါမယ်ရှင်။ အနာသိန်းစစ်ကောင်ပြင်တက်စစ်ကြောင်းထိုးနေတဲ့ကရင်အမျိုးသားစီယုံ KNU ရဲ့ဗိတ်တဝဲခရိုင်နဲ့ညောင်လေးပင်ခရိုင်တို့မှာမိရှုဖြက်စီခံရတဲ့နေအိမ်တရာကျော်အထိရှိလာတယ်လို့ KNU ဗဟိုကသတင်းထုတ်ပြန်ပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလ25ရက်နေ့က KNU ဗိတ်တဝဲခရိုင်တရက်ချောင်းမြို့နယ်ထဲကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်ပြင်တက်ဟာတိုက်ပွဲနဲ့မသက်ဆိုင်တဲ့လက်ပကျေးရွာကနေအိမ်၄၀နှလုံးကိုမိရှုဖြက်စီခဲ့တာပါ။ ေသခံနေအိမ်တွေကိုမိရှို့ဖျက်ဆီးခဲ့တဲ့စစ်ကောင်ဖြင့်တရင်တွေဟာတရင်433 434 435တို့ကပူးပေါင်းစစ်ကြောင်းတွေဖြစ်တယ်လို့ KNU ဗဟိုရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒါ့အပြင်အောက်တိုဘာလ10ရက်နေ့ကလည်း KNU ညောင်၄ပင်ခရိုင်မုံမြင့်နယ်ထဲကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်ဖြင့်တပ်ဟာကွင်းလက်ဒါကြီးကျေးရွာက နေအိမ်82လုံးကိုမိရှို့ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။ တစ်ဖက်မှာလည်းစစ်ကောင်ရှင်တပ်ဟာရွေးကောက်ပွဲနီးကပ်လာချိန် KNU အုပ်ချုပ်နယ်မြေထဲကအရဲသားပြည်သူတွေနေထိုင်ရာကျေးရွာတွေတဲကိုလက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုတွေပုံမှုပြုလုပ်လာတယ်လို့ KNU ဗဟိုကအတိအပေးထုတ်ပြန်ထားပါတယ်ရှင်စစ်ကောင်ပြင်ကအကျင်းပါမဲ့အတူအယောင်ရွေးကောက်ပွဲကိုအားပေးထောက်ခံတဲ့အမှုပညာရှင်တွေကိုပြင်းပြင်းထန်ထန်အရေးယူသွားမယ်လို့တော်လန်ကြီးအဖွဲ့ငါးဖွဲ့ကပူးတွဲထုတ်ပြန်ထားပါတယ် စစ်ကောင်ရှင်ကိုတော်လှန်နေတဲ့လူငယ်တွေကိုစော်ကားပြီးလူတို့အရေးတော်ပုံကိုပုံဖြက်ကာအမှန်တကယ်ဆေးရဆုံးမှုကျူးလွန်နေတဲ့အပြင်လူတို့ရဲ့အသက်အိုးအိမ်စီးဆိမ်တွေကိုမိရှုတပ်ဖြတ်နေတဲ့စစ်ကောင်ရှင်ဘက်ကထောက်ခံပြီးအားပေးအားမြောက်လုပ်နေတဲ့အမှုပညာရှင်တွေကိုအရေးယူသွားမယ်လို့ဆိုပါတယ်။အဒီထဲမှာနိုင်ငံကျော်အမှုပညာရှင်တွေဖြစ်တဲ့နေတိုးမြင့်မြတ်နေဝင်းအေးချမ်းမောင်ချူလေးမေမြင့်မို့အောင်ခိုင်ငပြောကျော်အောင်တိုးနိုင်လင်း တွက်လက်စူပါလဲမင်းညိုအောက်ကပြန်ยีရဲရင်ရောပျော်အောင်စင်ဖြိုးတို့ကိုလူတို့နဲ့နိုင်ငံတော်အပေါ်ပြည့်ရည်ပြုစော်ကားတဲ့ဝါရဖြန့်အမှုပညာရှင်တွေဖြစ်တယ်လို့ဖော်ပြထားပါတယ်။အဲ့ဒီအမှုပညာရှင်တွေကိုပြည်သူလူထုတရက်လုံးအနေနဲ့ Why Core and Social Punishment ပြင်းပြင်းထန်ထန်လူမှုရေးအရာပြစ်ဒဏ်ခတ်ကြဖို့အတွက်ရန်ကုန် UG အဖွဲ့တွေကတိုက်တွန်းထားပါတယ်ရှင်။ ရန်ကုန်ယူကြည်တွေအနေနဲ့အနုပညာရှင်တွေရဲ့အချက်အလက်တွေကိုရရှိထားပြီးလူမှုနဲ့အရေးတော်ပုံကိုစော်ကားတဲ့လုပ်ရက်တွေကိုပြည်သူလူထုရဲ့တရားစီရင်ခံဖြင့်သတ်မှတ်ပြီးပြင်းပြင်းထန်ထန်စတင်အရေးယူသွားမယ်လို့ပြောဆိုပါရယ်။အနုပညာရှင်တွေကိုအရေးယူသွားမယ်လို့ကြေညာထားတဲ့ရန်ကုန်ယူကြည်အဖွဲ့ကတော့ရန်ကုန် Army YA, Dark Shadow, Operation Flame OB, Mother Sang Yangon Force, Broken System အဖွဲ့တွေပဲဖြစ်တယ်လို့သိရပါရယ်။ နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်။အပြစ်ရသဘောတူညီမှုဟားမက်ချိုးဖောက်တယ်လို့ဆွဆွဲပြီးဂါဇာကိုအစ္စရေးတိုက်ခိုက်ခဲ့ပါတယ်။ဒီအကြောင်းကိုတော့ချီလီကပြပြပေးထားပါတယ်ရှင်။အမေရိကန်ကျောင်းဝင်ညှိနှိုင်းပေးထားတဲ့အပြစ်ခတ်ရစဲရေးသဘောတူညီမှုကိုချိုးဖောက်မှုအတွက်တုံ့ပြန်တဲ့အနေနဲ့ဂါဇာမှာလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့အစ္စရေးအရာရှိတွေကပြောပါရယ်။ဂါဇာရှိအစ္စရေးစစ်သားတွေကိုဟားမတ်စ်အဖွဲ့ကအောက်တိုဘာ28ရက်နေ့ကတိုက်ခိုက်ပြီးတေဆုံးသွားပြီဖြစ်တဲ့ဒဇာဂန်အလောင်းတွေကို ပြန်လွှဲပေးရေးဆိုင်ရာသတ်မှတ်ချက်တွေကိုချိုးဖောက်တယ်လို့ Israel ကာကွယ်ရေးဝန်ကြီး Israel Kass ကဆွဆွဲထားပါတယ်။အဲဒီတိုက်ခိုက်မှုဟာမိမိတို့နဲ့ပတ်သက်မှုမရှိကြောင်းနဲ့အပြစ်ခက်ရစဲရေးသဘောတူညီမှုကိုလိုက်နာနေတယ်လို့ Palestine လက်နက်ကိုင်အဖွဲ့ Hamas ကပြောပါတယ်။ Israel ရဲ့တိုက်ခိုက်မှုတွေကြောင့် Palestine သားအနည်းဆုံး33ဦးသေဆုံးခဲ့ကြောင်း Gaza ရှိ Hamas ဖွင့်ထားတဲ့ရပ်ဖက်ကာကွယ်ရေး Agency နဲ့စေယုံအရာရှိတွေကပြောပါတယ်။ အစ္စရေးကဂါဇာစီးတီးဘိတ်လာရီယာအဘူရိတ်နူဆာရက်နဲ့ခန်ယောနီစ်မြို့ရှိလူနေအိမ်တွေစာတင်ကျောင်းတွေနဲ့လူနေရပ်ကွက်တွေကိုတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဒီလိုတိုက်ခိုက်မှုတွေဖြစ်ပွားနေပေမဲ့အပြည့်အခက်ရစဲရေးသဘောတူညီမှုတည်နေတယ်လို့ယုံကြည်ကြောင်းအမေရိကန်ဒုသမ္မတ JD Vance ကဆိုပါတယ်။အင်အားအပြည့်နဲ့တိုက်ခိုက်မှုတွေလှုပ်ဖို့စစ်တပ်ကိုဝင်ကြီးချုပ်နေတညာဟုကညွှန်ကြားထားကြောင်းသူ့ရဲ့ရုံးကအောက်တိုဘာလ28ရက်ထုတ်ပြန်ချက်မှာဖော်ပြခဲ့ပေမယ့်တိုက်ခိုက်ရတဲ့အကြောင်းအရင်းတွေကိုတော့ဖော်ပြမထားပါဘူး။ ဒါပေမဲ့ Hamas အဖွဲ့ဟာဂါဇာရှိ Israel စစ်သားတွေကိုအော်တိုဘားလ28ရက်နေ့ကတိုက်ခိုက်ပြီးတော့အနီရောင်စည်းကိုကျော်ဖြတ်ခဲ့တယ်လို့ဝင်းကြီး Israel Gas ကပြောပါရယ်။ Hamas အဖွဲ့အနေနဲ့ Israel စစ်သားတွေကိုတိုက်ခိုက်မှုနဲ့တေဆုံးသွားတဲ့တစားကန်အလောင်းတွေကိုပြန်လွှဲပေးဖို့ပြက်ကွက်မှုတို့အတွက်အစာပေါင်းများစွာပြန်လည်ပေးဆက်ရမှာဖြစ်ကြောင်း Israel ကဝန်ကြီးကသတိပေးပါရယ်။ အပြစ်ခက်ရဲဆဲမှုအရာဂါဇာမှာအစ္စရေးထိန်းချုပ်ထားတဲ့နယ်နိမိတ်ကိုသတ်မှတ်ထားတဲ့အဝါရောင်စီးရဲ့အရှိတ်အဝါမှာဟာမတ်အဖွဲ့ရဲ့တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာဖြစ်တယ်လို့အစ္စရေးအရာရှိတွေကပြောပါတယ်။ဂါဇာစီးတီးတောင်ပိုင်းမှာရှိတဲ့ရာဖာမြို့မှာအစ္စရေးစစ်သားတွေကိုဟာမတ်အဖွဲ့ကတန်ကြပ်ကကားဖြတ်ဒုံးကျည်တွေစနိုက်ပါတွေနဲ့အော်တိုဘားလာ28ရက်နေ့နေ့လယ်ကတိုက်ခိုက်ခဲ့တယ်လို့အစ္စရေးမီဒီယာကဖော်ပြပါတယ်။တစ်ချိန်တည်းမှာပဲအစ္စရေးစစ်တပ်ဟာအဲ့ဒီဒေသကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ပါလက်စတိုင်းမီဒီယာတွေကဖော်ပြထားပါတယ်။ အောက်တိုဘာလ28ရက်နေ့ညနေပိုင်းကအစ္စရေးရဲ့ဂါဇာမှာလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ပြီးတဲ့နောက်မြောက်ပိုင်းမှာဂါဇာစီးတီးနဲ့တောင်ပိုင်းမှာခေါနီစ်အပါအဝင်ဒေသတွေအများကြီးမှာအပြစ်နဲ့ပောက်ကွဲမှုတွေဖြစ်ပွားခဲ့တာလို့မျက်မြင်သက်သေတွေကပြောပါရယ်ဂါဇာစီးတီးတောင်ပိုင်းဆာဗရာဒေတာမှာရှိတဲ့လူနေအိမ်တလုံးဘုံကျဲခံရပြီးအမျိုးသမီး၃ဦးအပါအဝင်လူ၄ဦးသေဆုံးခဲ့တယ်လို့ Hamas ဖွင့်ထားတဲ့ရပ်ဖက်လုံခြုံရေးအေဂျင်စီကပြောပါရယ် အခုလိုတိုက်ခိုက်မှုတွေရှိနေပေမဲ့အမေရိကန်ဒုသမ္မတကအသေးစားတိုက်ခိုက်မှုတွေရှိနေပေမဲ့အပြစ်ခတ်ရစဲရေးသဘောတူညီမှုတည်နေတယ်လို့ဝါရှင်တန်မှာသတင်းတောက်တွေကိုပြောကြားခဲ့ပါတယ်အာဆီယံဥက္ကဋ္ဌရာထူးကိုဖိလစ်ပိုင်လွှဲပြောင်းယူလိုက်ပြီဖြစ်ပါတယ်။ဒီသတင်းကိုတော့ဝိုင်းနေကတင်ဆက်ပေးထားပါတယ်။အာဆီယံဥက္ကဋ္ဌရာထူးကိုမလေးရှားကဖိလစ်ပိုင်ထံအောက်တိုဘာ28ရက်ကလွှဲပြောင်းအနှံလိုက်တာကြောင့်2026ခုနှစ်အတွင်းမနီလာအစိုးရတာဝန်ယူချိန်မှာ တောင်တယောက်ပင်လယ်တွင်နဲ့နမိတ်ဆိုင်ရာညှင်းပွားမှုတွေကိုအဓိကအယုံဆိုင်လာပွဲရှိနေပါသည်အခုနှစ်ကုန်ချိန်အထိအာဆီယံဥက္ကဋ္ဌနေရာမှာဆက်ရှိနေမဲ့မလေးရှားဝန်ကြီးချုပ်အန်ဒရာအီဘရာဟင်ကကွာလာလမ်ပူမြို့မှာကျင်းပခဲ့တဲ့အာဆီယံညီလာခံပိတ်ပွဲမှာဖိလစ်ပိုင်သမ္မတဖာဒီနန်မာကိုစီအာဆီယံဥက္ကဋ္ဌကံရတဲ့တသားတူကိုလွှဲအပ်ပေးခဲ့ပါတယ်2026ခုနှစ်ပထမဆုံးနေ့မှာအာဆီယံအခမ်းအနစ်တစ်ခုစတင်မယ်လို့ဝန်ကြီးချုပ်အန်ဝါကပြောပါတယ်အိန္ဒိယသမုဒ္ဒရာနဲ့ပစိဖိတ်သမုဒ္ဒရာကိုချိတ်ဆက်ထားတဲ့တောင်တရုတ်ပင်လယ်အတွင်းနယ်နိမိတ်ပိုင်ဆိုင်ကြောင်းပြောဆိုနေကြတဲ့ အာဆီယံ၄နိုင်ငံမှာဘရူနိုင်းမလေးရှားဗီယက်နမ်တို့နဲ့အတူဖိလစ်ပိုင်လည်းပါဝင်နေပါသည်။ဒါကြောင့်အဲ့ဒီမဟာဗျူဟာကျတဲ့ရေလန်းချောင်းကိုအချုပ်ချာအာနာပိုင်တယ်လို့ပြောဆိုနေကြတဲ့တရုတ်နဲ့အဲ့ဒီအာဆီယံနိုင်ငံတွေကြားအငင်းပွားမှုတွေရှိနေပါသည်။အဲ့ဒီရေပြင်ကိုတရုတ်ကသူတို့ပိုင်ဆိုင်တယ်လို့ပြောဆိုနေမှုဟာ ဥပဒေရမှန်ကန်မှုမရှိဘူးလို့နိုင်ငံတကာအငြင်းပွားမှုဖြစ်ရှင်ရေးတရားရုံးက2016ခုနှစ်အတွင်းဆုံးဖြတ်ခဲ့ပေမဲ့ဘေကျင်းကပယ်ချထားပါလိမ့်အထူးသဖြင့်ဘေကျင်းနဲ့အမေရိကန်မဟာမိတ်ဖိလစ်ပိုင်တို့ကြားတောင်တရုတ်ပင်လယ်မှာထိတိုက်တွေ့မှုတွေမကြာခဏဖြစ်ပွားနေပါလိမ့်ဖိလစ်ပိုင်တပ်မတော်တွေကိုတရုတ်ကမ်းခြေဆောင်တပ်ကမိသားပိုက်တွေနဲ့ထိုးပြီးတော့တားဆီးမှုတွေမကြာခဏဖြစ်ပွားနေတာပါအာဆီယံနဲ့တရုတ်တို့ကအဲ့ဒီအငြင်းပွားတဲ့နေရာမှာလိုက်နာရမယ့်စီကံသမတ်ချက်တွေထားရှိဖို့စီစဉ်နေပြီးတော့လာမယ့်နှစ်မှာအကောင့်ထဲပေါ်လာဖို့ရည်မှန်းထားပါတယ် ဒါဟာအဲ့ဒီစီစဉ်ကိုအဆိုပြုပြီးတော့ဆယ်စုနှစ်နှစ်စုကျော်ကြာမှအကောင့်ထဲပို့ဖို့လှုပ်ဆောင်နေတာဖြစ်ပါသည်။ဖိလစ်ပိုင်နေနဲ့ရေပြင်လုံခြုံရေးတည်ကြအောင်လှုပ်ဆောင်ဖို့မျှော်လင့်ထားပေမဲ့တရုတ်နဲ့သဘောတူညီမှုတစ်ခုခုရယူခဲ့မယ်ဆိုရင်လည်းတော့မရှိတယ်လို့ဖြစ်နေလိမ့်မယ်လို့လေလာသူတွေကပြောပါတယ်။မနီလာကနောက်ထပ်တင်းမာမှုမမြင့်တက်လာစေရည်တွားပေးနေပြီးတော့ဘေကျင်းနဲ့ပူပေါင်းဆောင်ရွက်ဖို့ကြိုးပမ်းလိမ့်မယ်လို့တန်တမန်တွေနဲ့လိလာသူတွေကပြောပါရီအာဆီယံဥက္ကဋ္ဌဖိလစ်ပိုင်နေနဲ့နိုင်ငံရေးပြဿနာကြုံနေရတဲ့မြန်မာနိုင်ငံရဲ့အရေးကိုလည်းဖြေရှင်းဖို့ကြိုးပမ်းရမှာဖြစ်ပါရီ မြန်မာနိုင်ငံမှာဒီဇင်ဘာ28ရက်ရွေးကောက်ပွဲစတင်ဖို့ပြင်ဆင်နေချိန်အာဆီယံကလေးလာစောင့်ကြည့်သူတွေဆီလွတ်မှာမဟုတ်ဘူးလို့တန်တပန်သတင်းရှင်းပြတွေကပြောပါရီအာဆီယံဖွဲ့ဝင်တချို့ကရွေးကောက်ပွဲလေးလာစောင့်ကြည့်သူတွေဆီလွတ်သွားပဲရှိနေပေမဲ့အာဆီယံကမဆီလွတ်ခဲ့ရင်နိုင်ငံကအတိမတ်ပြုခံရဖို့မျှော်လင့်ထားတဲ့စစ်ကောင်းဆောင်တွေအတွက်ကြီးမားတဲ့ဆုတ်ယုတ်မှုဖြစ်လာမှာဖြစ်ပါရီဖိလစ်ပိုင်နေနဲ့စစ်ကောင်းဆောင်တွေကိုအာဆီယံစီဝေးတို့ပြန်လည်တယောက်ခွင့်ပေးမှလားဆိုတာကိုဆုံးဖြတ်ရမှာဖြစ်တယ်လို့မြန်မာနိုင်ငံဆိုင်ရာဒုက္ခစလဲခန့်ရည်ဆွေးနွေးမှုတွေကိုလည်းကြီးကြပ်ရမှာဖြစ်ပါရီ ထပ်မံပြီးစစ်ကောင်စီအာဏာသိမ်းထားတဲ့1931ရက်တွင်ကြာဆုံးသူနဲ့ဖမ်းဆီးခံရသူတွေရဲ့နောက်ဆုံးရရှိထားတဲ့အစည်းအဝေးကိုတင်ဆက်ပေးပါမယ်။အာဏာသိမ်းစစ်ကောင်စီကြောင့်နိုင်ငံတော်မှအာဏာသိမ်းမှုဖြစ်ခဲ့တဲ့1931ရက်တွင်အကြမ်းဖက်တပ်ဖြတ်ခံရပြီးကြာဆုံးခဲ့သူ8422ဦးထိရှိလာပြီဖြစ်ပါတယ်။ဒါအပြင်ဖမ်းဆီးထိန်းသိမ်းခံထားရသူ2981ဦးအထိရှိလာပြီဖြစ်ပြီးပြန်လည်လွတ်မြောက်လာသူ8312ဦးအထိရှိလာပြီဖြစ်ပါတယ်။ မွန်ပြည်နယ်မှာတော့အာဏာသိမ်းမှုကာလတွေအတွင်းစစ်ကောင်စီရဲ့အကြမ်းဖက်တပ်ဖြတ်ခြင်းခံရသူ82ဦးရှိကဖမ်းဆီးခံထားရသူ100ကျော်မှ200ကျော်ပြန်လည်လွတ်မြောက်ထားပါတယ်။ဒီအစီအစဉ်ကိုတော့နိုင်ငံရေးကျင်းသားများကုညီဆောင်ရှောက်ရေးအသင်းထံမှရယူဖော်ပြတာဖြစ်ပါတယ်။တန်လွင်ထိုင်းမြေနေ့လယ်ခင်းနောက်ဆုံးရသတင်းထုတ်လွှင့်မှုအစီအစဉ်ကိုကြည့်ရှုခံစားခဲ့ရတာပါ။တန်လွင်ထိုင်းမြေသတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X TikTok နဲ့ Talenta application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။